ပြောတကားလုံးတိတာမြန်မာနိုင်ငံပဲချင်းရလဲကိုပိုင်ပတ်စပို့နဲ့နိုင်ငံခြားထွက်လို့မရဘူးလို့ရခိုင်ရလဲကိုပိုင်ပတ်စပို့နဲ့နိုင်ငံခြားထွက်လို့မရဘူးရှင်းရှင်းလေးမြန်မာပတ်စပို့နဲ့ပဲနိုင်ငံခြားထွက်လို့ရတယ်အေးတခိုးဖြစ်နေတရားမဝင်မောက်ကိုနဲ့ထွက်သွားရင်တော့မသိဘူးအဲ့ဒါလဲဟိုကပြောမှာပဲမင်းကိုမင်းစုများလုံးမင်းမကလာပါခုကြော်မျိုးမဲ့တရင်တော့ချက်လက်ကြိုးနားထောင်ကြည့်အောင်ခင်ဗျအာပလဝါနဲ့ကိစ္စပေါ့ပလဝါကိစ္စစပြောပါမယ်ပလဝါကိစ္စဆိုတာချမ်းမဟုတ်ဘူးပြီးခဲ့တဲ့ကာလတခြားလို့မှကျွန်တော်တို့ပြောခဲ့တယ်အဲဒီပလဝါဒေတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပလဝါက ရခိုင်ကသူတို့ပိုင်ပါတယ်လို့ချင်ကြတယ်နော်ပလောဝရခိုင်သူတို့ပိုင်တယ်ဆိုပြီးတော့ရခိုင်သူတို့ချင်ကြတယ်သူတို့ရဲ့ခရိုင်ထဲမှာထည့်ရည်တယ်ပလောဝရခိုင်ရခိုင်ပြည်နယ်ခရိုင်ထဲမှာပါတယ်ဆိုပလောဝထည့်ရည်တယ်အဲ့လိုရေးတော့ဟိုချင်းနေရမနာဘူးကျွန်တော်တို့ဒီကနေပြီးတော့ဟာဒုက္ခပဲပလောဝငါတခြားလုံးသိခဲ့တာငါတို့မြန်မာစာများပြောင်းတင်ရငါတို့တင်ယူညွန်းနဲ့ပြန်ပြင်းရတော့မလားမသိဘူးလို့ကျွန်တော်ထင်ခဲ့တာပလောဝကျွန်တော်တို့သိတာချင်းပြည်နယ်အပိုင်းသူတို့လောက်ခါမှာပဲရခိုင်လောက်ခါမှာပဲအေးလောက်ခါမှာပဲရခိုင်ပြည်နယ်ပိုင်းဖြစ်တော့မယ်ပေါ့ကျွန်တော်ကပြောပြီးကျွန်တော်တို့ကပြောတယ်ချင်းနေရမနာဘူးယနာကောင်းမလားမသိဘူးချင်းနေရ နော် area သူတို့တက်ပြီးဖင်ချနေရလဲသူတို့အချင်းတွေကမနာဘူးနာကောင်းမလဲမသိဘူးဆိုတော့အခုဒီနေ့တော့ဒီနေ့တော့ချင်း brotherhood လို့ခေါ်တဲ့ချင်းညီနောင်အဖွဲ့ကနေပြီးတော့ဒီနေ့ဒီနေ့သတင်းစာရှင်းလင်းပွဲကနေသူကပြောတယ် ီပလောက်ဟိုတဲ့ A ကတိတ်ပိုက်ထားတာဖြစ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ရခိုင်ပြည်နယ်အထက်မှာထည့်သွင်းရတယ်လို့နေရုစရာဖော်ပြတယ်ပေါ့ဒါပေမဲ့သူကတော့ဘာပြောချင်တာလဲဆိုတော့အရှင်းဆုံးပြောချင်တာကတော့ချင်းပြည်နယ်မှာရှိတဲ့ချင်းပြည်နယ်အကုန်လုံးအားတဲ့ပလောက်ဟာချင်းပြည်နယ်ဆိုတော့တင်းတင်းကျပ်ကျပ်ယုံကြည်တယ်တဲ့လက်ခံတယ်တဲ့ဒါအရင်ဆုံးပြောချင်တယ်တဲ့ဒါညီတော်တို့ကမဟုတ်ဘူးတဲ့တနိုင်ကလုံးကလည်းသိပါတယ်ဟုတ်ပါတယ်ချင်းပြည်နယ်ပလောက်ဟာချင်းပြည်နယ်ဟာပလောက်ဟာချင်းပြည်နယ်တွေကကျွန်တော်လည်းသိပါတယ်ခင်ဗျားတို့ကမသိတာခင်ဗျားတို့ကအခုမှ AA လောက်တော့ခံနေရတာနော်အဲ့တော့တနိုင်ကလုံးကသိပါတယ်တဲ့အဲ့လိုရက်တည်လာတာပေါ့နော်တစ်ဆယ်တည်းမှာအဲ့ဒါ ULA ကကျွန်တော်တို့ရဲ့အိန္ဒိယချင်းကောင်းဖြစ်တယ်တဲ့အိန္ဒိယချင်းကောင်းဖြစ်တဲ့ ထက်ပေါ်တဲ့ရဲဘော်ရဲဘက်တွေဖြစ်တယ်ဒါဒီလိုမျိုးတော်လိုင်းကာလမှာတချို့ဟာတွေကိုအချင်းချင်းနိုင်ငံအမျက်ထုတ်လို့တဲ့သဘောမျိုးနဲ့ဒါမှမဟုတ်ဒီမျိုးမုန်တူပွားနေအောင်ဆွရတဲ့အပိုင်းကိုတတိထားမယ်တဲ့အဲဒါကလည်းရွယ်လေးနဲ့တရားဝင်ပြောတာမျိုးမဟုတ်သေးပါဘူးတဲ့ကျွန်တော်တို့ရဲ့ territorial boundary နဲ့ကနေမသွားဘဲနဲ့အချင်းချင်းအပြန်လန်အကျိုးပြုဖို့အချင်းချင်းအေရီယာအဖြစ်နဲ့ရှိဖို့ဒီခက်ခဲပြဿနာကိုတိုင်ရင်ပဲနဲ့ဇိုးပိုင်းဝင်ဖြေရှာကြမယ်တဲ့ဆိုပြောချင်တာကတော့ဗျာ ဟိုနောက်တစ်ခါထွန်းမြတ်နိုင်ရတဲ့ပလောဝါချင်းပြည်နယ်ကချင်းပြည်နယ်ရဲ့အပိုင်းဆိုတာကိုလည်းချင်းပြည်တိုင်းမှာအရင်ဖြည့်ထားခဲ့မှုပါတယ်ဆိုပြီးတော့လက်ရှိချိန်မှာစစ်တပ်ပြုတ်ကြရေးတာယူရတာဖြစ်တဲ့အတွက်ဒါတွေကိုသိမပြောလို့သိဘူးပေါ့ဆိုတော့ပြောချင်တာကတော့ချင်းတွေကပလောဝါအေကသူတို့အပိုင်းလိုကောက်ထဲထားတာချင်းတွေရင်းထဲမှာတော့ရှိတယ်ဒါပေမဲ့အခုနေထားမှာအေအေကိုချင်းတွေကမလှန်နိုင်သေးဘူးဆိုတာသူတို့သိတော့ကိုတို့သိတယ်ပြောချင်တာအေအေတွေလောက်ချင်းတွေကတတိသွေးသိမ့်မရှိဘူးလို့ဟိုတော့ရပြီဝက်ခံနေသလိုပဲချင်းလက်နက်ကိုင်ဖွဲ့တွေကနော်အေအေတွေလောက်တဲ့မြောက်ကိုချင်းလက်နက်ကိုင်ဖွဲ့တွေကငြိမ်ခံနေရတယ်အေအေခိုင်းတဲ့မြောက်ကိုချင်းလက်နက်ကိုင်တွေကကျုံတော့ဖွဲ့လိုက်လုပေးနေရတဲ့အတွက်သူတို့ဟာ ပြန်တုတ်ပြန်ဖို့လဲပြောရင်တော့မလှန်ရဲတဲ့အတွက်တက်လက်တတိမရှိဘူးဒီ AU ပြန်လုပ်ဖို့တယ်လဲတတိရလည်းမရှိဘူးဟိုပြီးတော့ကျုံလို့လည်းဖြစ်နေတယ်ငယ်ကျုံလို့ငယ်နိုင်လို့လည်းဖြစ်နေတဲ့ခါကျတော့ချင်းနေမလို့ရဲဘူးထင်ပါတယ်ဘလို့ရဲတဲ့ခါကျတော့ဓာတ်ရဲ့သဘောမှညီနိုင်မှာဖြစ်ကုန်ရောဖြစ်ကုန်ပြီးတော့ဒါချင်းနေတဲ့အပိုင်းဖြစ်ပါတယ်တနိုင်ငံလုံးကသိပါတယ်ခြေနဲ့တိုက်တယ်ဆိုတော့ခုမှထပြီးမလုံနဲ့နောက်ကြသွားနောက်ကြသွားလိမ့်မယ်ဆိုတော့ပြောချင်တာရှင်းလက်တိုင်းဖွဲ့လို့ဒီတိုင်းဆက်သွားရင် AA ကတဖြည်းဖြည်းနဲ့ခင်ဗျားတို့ပလောက်ဝါနေမဟုတ်ဘူးအပေါ်ပါဆက်ပြီးတော့ဟိုးဟွာထီကိုမီဆိုရန်ထီပါခင်ဗျားတို့တက်သိမ်းလိမ့်မယ် AA က ဲ့လောက်မှာပြောလို့မသိဘူးဆိုရင်တော့အေးကိုယ်တိုင်နဲ့ကိုယ်ကံကျွန်တော်တို့ဘာမှမပြောလို့အချိန်တိုင်းမင်းအချင်းပြည်နယ်ပဲဖြစ်ဖြစ်ရခိုင်ပြည်နယ်ဖြစ်ကြိုက်တာပြောတကဘာလုံးတည်တာမြန်မာနိုင်ငံပဲကြိုက်တာပြောတကဘာလုံးတည်တာမြန်မာနိုင်ငံပဲချင်းရလဲကိုယ်ပိုင်ပတ်စပို့နဲ့နိုင်ငံခြားထွက်လို့မရဘူးရခိုင်ရလဲကိုယ်ပိုင်ပတ်စပို့နဲ့နိုင်ငံခြားထွက်လို့မရဘူးရှင်းရှင်းလေးမြန်မာပတ်စပို့နဲ့ပဲနိုင်ငံခြားထွက်လို့ရတယ်အေးတခိုးဖြစ်နေတရားမဝင်မောက်ကိုနဲ့ထွက်သွားရင်တော့မသိဘူးအဲ့ဒါလဲဟိုကပြောမှာပဲမင်းကိုနိုင်ငံတကာသတင်းရေးဘလို့ရေးမလဲမြန်မာနိုင်ငံသားချင်းလူမျိုးမြန်မာနိုင်ငံသားရခိုင်လူမျိုးပဲရေးမှာဘယ်ကောင်းမှရခိုင်နိုင်ငံသားရခိုင်လူမျိုးလို့မရေးဘူး အရှင်းရှင်းလေးအဲ့တော့တကဘာလုံးကအတိပပြောရတာမြန်မာပဲဘာမှရှောက်ဘာဖြစ်လို့မရဘူးပြီးတော့တိုက်တာပြောတကဘာလုံးကအတိပပြောရတာမြန်မာပဲဖြစ်တဲ့အတွက်ပို့ရမ်းလည်းပြောရင်တော့ဟိုသူ့ဟာသူချင်းပြနေတဲ့ချင်းပြနေတဲ့ဟိုပလောက်ဝပလောက်ဝချင်းပိုင်ပါတယ်လို့ပလောက်ဝရခိုင်ပိုင်နဲ့ညင်းကုန်နေမင်းတို့ကတိုက်တာညင်းမင်းတို့ကဘာလဲဆိုတော့တေးတေးလေးကိုကတ်ကတ်ညင်းနေတာကျွန်တော်တို့ကတနိုင်ကလုံးနဲ့ရှင်ပြောရင်တော့တိုက်တာပြောဒိတ်တိုင်းတော့မြန်မာကမြန်မာပဲပြည်နယ်တိုင်း14ခုလုံးအကုန်လုံးကလည်းမြန်မာပိုင်နဲ့နေနေလို့ဖြစ်တယ်မြန်မာပိုင်တာဗမာပိုင်တာပုံမြန်မာပိုင်မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတော့ ခေါင်းထဲမှာထည့်ထားဖို့လိုတယ်ကြိုက်တာပြောအိမ်ပိုင်ရှင်အမီပေါက်ဂရမ်းမီပေါက်တာမြန်မာပဲနော်ကြိုက်တာပေါ့ဂရမ်းမီပေါက်တာမြန်မာပဲဆိုတော့မမေ့ဘူးလို့သတိပေးခြင်းနဲ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကတစ်ချက်တည်းမှာဘာတော်ဘာဖြစ်လို့ဆိုတော့ဒီဘောလုံးမှာလဲတာချီလိပ်ဘက်မှာလဲပြဿနာတခုအဲရှိနေပါတယ်အဲ့ဒါဘာလဲဆိုတော့အာချံဆိုလို့ခေါ်တယ်နာမည်ကတော့အာချံတယ်နာမည်ကတော့အာချံဆိုပြီးခေါ်တယ်ကျွန်တော်တို့နာမည်မသိဘူးအာချံကော်စီမာဘင်ဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကတာချီလိပ်မှာတာချီလိပ်မှာပေါ့နော်ဟိုရွှေဆိုင်ကြီးတွေပိုင်တယ်လုံခြုံအများကြီးလုပ်တယ်ပေါ့ တာချီလူမှမှရွှေဆိုင်ပိုင်လုပ်ငန်းများလို့တွေပေါ့သူနာမည်သူ့ရဲ့ဟာကြီးမြတ်တော့ရွှေမင်းရွှေမြင်းဆိုတဲ့ရွှေဆိုင်ပါဝင်စီးပွားရေးလုပ်ငန်းပိုင်တဲ့များစွာပိုင်တဲ့လုပ်ငန်းရှင်အားချံကော်စီမာပင်ကိုတဲ့ထိုင်းနိုင်ငံချင်းရိုင်းခရိုင်မှာရှိတဲ့မြေခွက်နှစ်ကွက်ကားတစီးနဲ့ဆိုင်ကယ်တစီးစုပေါင်း55တက်တမသတန်းဖို့တာဖို့ရှိတဲ့ပိုင်ဆိုင်မှုဒီရှိတယ်ပေါ့အဲ့ဒါတွေအကုန်လုံးထိုင်းကျေးအကုန်သိမ့်ပလိုက်တယ်တဲ့အားချံရဲ့ထိုင်းနိုင်ငံမှာရှိတဲ့ပိုင်ဆိုင်မှုတော့မြေခွက်နှစ်ကွက်ကားတစီးဆိုင်ကယ်တစီးနဲ့55တန်းတာဖို့ရှိတဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုထိုင်းရဲ့တဖွဲ့သိမ့်ပလိုက်ပါတယ်တဲ့ဆိုတော့သိမ့်ရခြင်းအကြောင်းရပါလဲဆိုတော့သူ့ကိုမွေးရရစားလို့တတ်မှတ်လိုက်တယ်မွေးရစားလို့တတ်မှတ်ပြီးတော့ power run ထုတ်ပြီးတော့ရှာဖွေနေပြီတဲ့ ဆိုတော့ထိုင်းနိုင်ငံချင်းရိုင်းထဲမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာနော်ဒီနေ့ဆက်ရှင်တွေလုပ်တဲ့စာရှင်းလင်းပွဲမှာပြောတာအာချန်ကအဲအာချန်ဆိုတဲ့ပုဂ္ဂိုလ်ကသူတို့ဘန်ကောက်မြို့မှာရှိတဲ့ဒီမွေးစေဝါဂိုင်းတခုကိုဖြိုခွင်းတဲ့အခါမှာအဲ့ဒီဂိုင်းကိုဖြိုခွင်းဖြိုခွင်းတဲ့အခါမှာပြီးခဲ့တဲ့ဇန်နဝါရီ10ရက်ကဖြိုခွင်းတဲ့အခါမှာတဲ့ထောက်ထားရတဲ့တပ်သေးရဲ့လူတွေမိတဲ့အခါမှာအဲ့ဒီထက်ကလူတွေထွက်ဆိုချက်အရဒီမွေးစေဝါတွေစေပြားပေါင်း3သန်းလောက်ကိုတဲ့ သုံးသားလောက်ဖမ်းဆီးရမှုကိုစစ်ဆေးမှုတွေချိန်မှာမွေးစွာကိုထိ ंछ ုပ်ထားတဲ့သူကတာချီလေးမှာခြေဆက်တဲ့တတိမစ္စတာအာချန်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးပြောတယ်တဲ့နော်အဲ့လိုပြောတယ်အဲ့တော့မစ္စတာအာချန်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အဲ့ဒီလူရောကမွေးရာဇာကြီးဖြစ်တယ်ဆိုတော့ထိုင်းကသိသွားတဲ့ခါကျတော့ okay အဲ့ဒီကောင်ကငါတို့ချိတ်ပိတ်မယ်ဒီကောင်ပိုင်ဆိုင်မှုထိုင်းမှာရှိလားဆက်လက်တွေကထိုင်းပိုင်ဆိုင်မှုရှိရဆိုပြီးတော့အကောင်ချိတ်ပိတ်လိုက်တယ်ဒီအာချန်ကတဲ့ထိုင်းဘက်ကတပီလန်ကျော်တမိုးရှိတဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားတယ်တဲ့နော်တပီလန်ကျော်တမိုးရှိတဲ့စီးပွားများစွာပိုင်ဆိုင်တာချီလေးမှာဆောက်လေးလုပ်ငန်းလုပ်တယ်ဆက်သွယ်ရေးလုပ်တယ်ကာရာအိုကေလုပ်တယ်အရက်ဆိုင်ဟိုတယ်လုပ်တယ်တိုင်းပူဆောင်တယ်ရက်စိပစီလုပ်တယ် ဲ့ဒါတွေလုပ်တဲ့အပြင်ဟိုနမွေးရေးဆေးဝါးပါလုပ်တယ်တဲ့အဲ့တော့အဲ့ဒါကြောင့်မလို့အားချန်ဆိုတဲ့ပုဂ္ဂိုလ်ကိုမွေးရေးရာစာဖြစ်နေဖန်ဝါရန်ထုတ်တယ်ပြီးရင်မြန်မာအစိုးရစီကိုနှံ့ဆက်သွယ်တယ်လို့ပြောတယ်ခုလောက်ဆက်သွယ်ပြီးလောက်ထင်တယ်ပြီးတော့သူ့ရဲ့အထိုင်းမှာရှိတဲ့ပိုင်ဆိုင်ကိုအကုန်သိမ့်တယ်တဲ့ဒီလူကချမ်းသာကြောမှာထိုင်းဘတ်ဘီလီယံကျော်လောက်ချမ်းသာတယ်လို့တွတ်တွတ်ထားတယ်အဲ့တော့မြန်မာအစိုးရစီကိုလန့်အသိပေးမယ်အကြောင်းကြားမှုပြောတယ်အဲ့တော့မြန်မာနိုင်ငံကရဲတပ်ဖွဲ့ဝင်တွေတာဝန်ရှိသူတွေနဲ့သူပေါင်းဆက်ပြီးတော့ဒီကိစ္စကိုကောင်တယ်ပုံမျိုးလို့ပြောတယ်အဲ့တော့သူတို့ကတော့အားချန်ကိုမွေးရသားလို့ပြောတယ်ကျွန်တော်တို့တော့မသိဘူးမြန်မာအစိုးရကလည်းသိလားမသိလားကျွန်တော်မသိဘူးသို့တော့အကယ်၍မွေးရသားတယောက်ဖြစ်တယ်ဆိုရင်တော့ ဟိုကလည်းပြောရင်တော့မြန်မာနိုင်ငံသားဖြစ်နေသေးတယ်မွေးရသားလည်းဖြစ်နေဆိုတော့ဖမ်းတော့ဖမ်းရမှာပဲဖမ်းပြီးရင်တော့မြန်မာနိုင်ငံရဲ့တရားစီရင်ရေးထဲမှာတရားစီရင်ရမှာဖြစ်တယ်မြန်မာနိုင်ငံဥပဒေတရားစီရင်ရမှာဖြစ်တယ်ထိုင်းနိုင်ငံဖမ်းပြီးလွှဲပေးကြတာအကြောင်းမရှိဘူးမြန်မာနိုင်ငံရဲ့တရားဥပဒေနဲ့တရားစီရင်ရမှာဖြစ်တယ်အဲ့ဒါတော့မြန်မာစုကနေလှုပ်ဖို့လိုတယ်ဒီအားချံဘက်ကနေပြီးတော့သူမှန်ရင်လည်းမှန်ရမှာကြောင့်ကာကွယ်ပေးဖို့လိုသူမှားရင်တော့ ထောင်ထဲကိုကိုယ်တိုင်ကောက်ဆွဲထည့်ပြီးအမှုအမှုဖွင့်ထောင်ထဲထည့်ပလိုက်ရမှာဖြစ်တယ်။အဲ့ဒါလေးတော့နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေနဲ့သိဖို့လိုတယ်။ထိုင်းဘက်ကကြေကြေလောင်တန်ထွက်လာပြီးဖြစ်တဲ့မြန်မာအစိုးရတာဝန်ရှိသူတွေကရောဒီအားချန်ဆိုတဲ့ပုဂ္ဂိုလ်ဘုတ်ရေးဆွဲလုံနေတာမသိဘူးလား။မသိဘူးလားသိရတာနဲ့ဖုံးကွယ်ပေးနေကြတာလား။ဘာလဲ။မှန်မှန်ကန်ကန်ရှင်းရှင်းလင်းလင်းထုတ်ပြန်ပေးဖို့လိုပြီးလို့ကျွန်တော်တိုက်တွန်းချင်တယ်။ဒါတော့နားဆက်အစိုးရတိုက်တွန်းတာပါ။အဲ့တော့ကျွန်တော်ရဲ့ဒီနေ့အပိတ်လေးကတော့အာကျွန်တော်တို့ငလင်းဘေးတန်တင်ပြည်သူတွေအတွက်ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုနဲ့ပိတ်ပါမယ်။ဘာလဲဆိုတော့ Asian Development Bank ကနေပြီးတော့ငလင်းတန်တင်ပြည်သူတွေအတွက်ဒေါ်လာတန်း100 grant ပေးပါမယ်ဆိုပြီးကြေညာလိုက်ပါတယ်တော်တော်လေးကျွန်တော်တို့လက်ခုပ်တီးပါတယ်ဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ် ADB ကိုလည်းကျေးဇူးတင်ပါတယ်ဘာပြောကျွန်တော်နိုင်ငံကဒီငလျင်ကြောင့်ပြည်စည်းဆုံးချက်မှုကပြန်ပြီးတိဆောက်ဖို့အတွက်ကုန်တဲ့ကုန်မဲ့ငွေကဒေါ်လာဘီလီယံကြီးကုန်မယ်ဘီလီယံကြီးကုန်မယ်လို့ကျွန်တော်မှတ်ထားပါတယ်အဲ့တော့အဲ့ဒီလောက်ကုန်မဲ့ပမာဏအတွက် နိုင်ငံကအကူအညီလိုနေတယ်နိုင်ငံကပေးမဲ့ငွေလိုနေတယ်အကူအညီလိုနေအဲ့ဒီအချိန်မှာဟော Asian Development Bank ကလည်းပြောဒေါ်လာတန်တရာပေးမယ်လို့ပြောလာကိုကျွန်တော်တို့ကကျေးဇူးတင်ပါတယ် World Bank ကလည်းသူတို့ပေးမယ်လို့ပြောတယ် Asian Development Bank ကလည်းပေးမယ် World Bank ကဒေါ်လာတန်90လို့ကြားပါတယ် Asian Development Bank ကဒေါ်လာတန်တရာဆိုတော့ဝမ်းတာတရာကောင်းပါတယ်ဒီငွေတွေကိုနိုင်ငံတော်ကဒီငွေတော့မဟုတ်ဘူးပြသူက in kind in cash နှမျိုးလာမယ်သဘောရှိတယ်ဆိုတော့ in kind in cash နှမျိုးလာမယ်ဖြစ်တဲ့အတွက်အဲ့ဒီနှမျိုးကိုနိုင်ငံတော်က ကြကြနာစီမံခံခွဲပြီးတော့ငလျင်တန်ပြန်လဲတော်တော်ရေးမှာကောင်းကောင်းသုံးဆနိုင်နိုင်မယ်လို့ယူဆယူဆပါတယ်ပြီးတော့နိုင်ငံတော်တွေနဲ့လည်းနိုင်ငံတကာအတိုင်းအဝန်ကိုပတ်ပြီးတော့လူခံဖို့လိုတယ်ကိုယ့်နိုင်ငံကတကယ်လူနေရဖြစ်တယ်တကယ်လူခံဖို့လိုတယ်ရှက်စရာမလိုဘူးငလျင်တန်ဘေးတင်တန်တင်သွားတာကိုတကဘာလုံးတည်ပြီးသားတော်တော်ဆိုးကျိုးထိခိုက်မယ်လို့ဂွားပဲကမ္ဘာပံကတော့ဒေါ်လာ7ဘီလီယံကျော်ကုန်ကြစီဒေါ်လာ7ဘီလီယံကျော်နှစ်နာသွားပါလေလို့ပြောထားရင်အဲ့ဒီပြောတဲ့ဇာတ်တိုင်းစီမျောလိုက်ပြီးတော့ဟုတ်တယ်ကွာငါတို့7ဘီလီယံကျော်ကုန်တော့ကုန်တော့ဖြစ်တဲ့တွေ့ငါတို့ဒဗီလီယံတော့မလို့ဝိုင်းလူကြပါကွာလို့တောင်းရင်လေအဲ့ဒီပစံကကိုယ့်နိုင်ငံတော့စိတ်ဝင်လာပါအဲ့တော့နိုင်ငံတော်အကြီးကဲတွေနိုင်ငံတော်တာဝန်ရှိသူတွေနဲ့လည်း ။ဘာဖြစ်လဲဗျာအလူခံကတော့ရှက်စရာမလိုတော့ဥသိမ်းစင်တော့ကဘာပတ်ပြီးခင်ဗျာလူခံခဲ့ဘူးတာပဲလူခံခဲ့တဲ့အတွက်ဥသိမ်းစင်ကိုဝိုင်းအကြီးကြီးမှပြူတာပဲလက်ရှိကောက်တော်တွေလည်းအလူကဘာပတ်အလူမခံရင်တော့ကဘာကလူကျင်လာအောင်လို့တော့ပြောဆိုပြီးတော့စီယုံပြီးတော့ဒေါ်လာတန်တန်တရားကနေဒေါ်လာတန်တထောင်ထိရအောင်လေဝိုင်းပြီးတော့လုံဆော်စီယုံအလူခံကြဖို့လူတွေတိုင်းတွန်းကျင်တယ်အဲ့တော့ ADB Asian Development Bank ကိုလည်းကျေးဇူးတင်ကြောင်းလေးပြောကျင်တယ်ဒီတန်တရား grant ပေးတာလို့သိရတယ်လူ grant ပေးရလို့သိရတယ်အဖြစ်သိတဲ့အတွက်ဘာပြောဝမ်းတာပါလဲ8မဟုတ်8မဟုတ်ဘူး loan မဟုတ်အဲ loan မဟုတ်ပါဘူး grant ဖြစ်တဲ့အတွက်ဘာပြောဝမ်းတာတယ်လို့ပြောရင်းနဲ့ဒီနေ့တော့တလောက်ပါပဲအားလုံးပဲ ခုလိုသတင်းတွေကိုပြောရပြီးတော့ကျွန်တော်မျိုးကိုလည်းကျေးဇူးတင်ပါတယ်